next generation อ่ะยังป้อเป็ดตัวบีหม่านเนี่ยจม่าပြောပြအောင်မယ်နိုင်ငံတော်အလံအခုရုပ်ရှင်ရုံနေဒီမှာဒီကခလေးပြောလို့နိုင်ငံတော်အလံလေးထပြပြမှာတဲ့ဆိုလို့ဟေးနိုင်ငံတော်အလံလေးပြပြမှာပေါ့နိုင်ငံတော်အလံဆိုတာဒီနိုင်ငံမှာနေတာဟုတ်တယ်လားဒီနိုင်ငံရဲ့နိုင်ငံတော်အလံလေးပြပြမှာပေါ့နိုင်ငံတော်အလံကိုအခုရုပ်ရှင်ရုံနေဒီမှာကြည့်လို့ရှင်နိုင်ငံတော်အလံနေမတည့်ရလိုက်တဲ့သူကပဲအယူလို့လုံနေနော်တိလာလောက်တာနောက်ဆိုအဲ့ဒါတွေလည်းအေးယူပါမှာတိလာအေးယူရယူရမှာယူရမှာ နိုင်ငံတော်အစိုးရအနေနဲ့အဲ့ဒါတွေကိုလေဘာဖြစ်လဲနောက်မျိုးဆက်တဆက်မှာဒါတွေကလေမဟုတ်ရင်ဒါပေါ့ပေါ့လေးနဲ့ပဲဒီတိုင်းထားလိုက်လို့ရှိလို့ရှိရင်လေပျောက်ပြက်သွားတော့မှာတိလားကျမတို့ရိုးရရားမှာမနဲ့၈နာရီအစိုးရယုံနေနော်အစိုးရယုံနေနောက်တစ်ခါအာကျောင်းနေဌာနဆိုင်ရာတွေခုနလိုစူပါမားကတ်ကြီးတို့ဒီလိုဒါမျိုးတွေအဲ့လိုမျိုးတွေမှာနော်နောက်တစ်ခါပန်းစံနေတဲမှာ နိုင်ငံတော်အသင်းကိုဖွင့်တယ်။ဘာလုံနေလုံနေနိုင်ငံတော်အသင်းအကုန်လုံးမတက်ရက်တယ်။ဘလောက်ချစ်စရာကောင်းလဲ။ဘလောက်ချစ်စရာကောင်းလဲ။နော်။ဆိုတော့နိုင်ငံတော်အသင်းနိုင်ငံတော်အလံကိုအလေးပြုတာဒီနိုင်ငံတော်တချင်းကို ကျမတို့ကအယုသေးပေးပြီးတော့မှဒီလုံလောက်တာဒီဟိုလူကိုထောက်ခံတာဒီလူကိုထောက်ခံတာဟိုလူဘက်ကမလို့ဒီလူဘက်ဒါရီနဲ့ဘာမှမဆိုင်ဘူးနိုင်ငံတော်ဒီနိုင်ငံတော်ပဲနိုင်ငံကိုကိုစားပြုတာပဲ တိလားအဲ့တော့ကျမတို့ငငယ်တုန်းကဆိုရင်မနက်မိုးလေးဆိုလို့ရှိရင်လေတန်းကစားအကြောင်းကစားဟိုကွင်းထဲမှာလေကျမတို့အကုန်တန်းစီရတယ်ကျောင်းအောင်ကြီးကကျောင်းသားတွေကိုမိတ်စကားပြောတယ်ကျမတို့နေမာနေရနေမာနေရကျောင်းအောင်ကြီးကစတိတ်စင်ပွားနေကျောင်းသားတွေစကားပြောတယ်ပြီးရင်နိုင်ငံတော်အလံနိုင်ငံတော်တချင်းဆိုရတယ်နိုင်ငံတော်အလံကိုအလေးပြုရတယ်အဲ့ဒီကနေမှအခန်းထဲကိုတန်းစီပြီးတော့မှဝင်နေဒါကျမတို့နေမာတော့ကလေကျမတို့လိုက်ကော်မာနေတော့ဆိုလေအဲ့တိုင်းမဲ့ အတန်းစီကွင်းထဲမှာလေဘောလုံးကွင်းထဲမှာလေကျောင်းဒီကွင်းထဲမှာတန်းစီရတယ်အကုန်လုံးအတန်းပေါင်းဆောင်အကုန်လုံးဆီယာမနေရောကျောင်းကြီးကနေပြီးတော့မှအဲ့ဒါဒီဒီစတိတ်ဒီလိုခုံမောကနေပြီးတော့မှအုတ်ခုံလေးရှိတယ်အင်းအုတ်ခုံမောကနေပြီးတော့မှကျမတို့နိုင်ငံတော်တချင်းအကုန်လုံးဆိုတယ်နိုင်ငံတော်အလံကိုအလေးပြုတယ်ပြီးရင်ကျောင်းကြီးကမာကြားစရာရှိရတယ်ဆုံးမစကားတွေပြောတယ်ပြောပြီးသွားပြီဆိုကိုအတန်းကိုစီကိုစီကိုအတန်းနဲ့ဝင်အတန်းနဲ့ရောက်ရင်ဖျားရှိခိုးရတယ်ဘာသာကြားတွေအနေနဲ့ကတော့ငုတ်တုတ်ထိုင်နေလို့ရတယ် နော်ဘာသာကြားရံကိုတုတ်ထိုင်နေကျွန်တော်တို့ဒီလိုပဲဖြတ်တန်းလာတာပဲနော်ဆိုတော့အခုနောက်ပိုင်းကြားတဲ့ခါကျတော့အဖျားရှိခိုးတာတွေဘာတွေအလေးထားတွေအကုန်လုံးနေပျောက်သွားတာတွေဘာတွေနဲ့ဆိုတော့ကလေးတွေရဲ့အတိထဲမှာလည်း ဒီစာတင်ကြောင်းကနေကျမတို့အိမ်ကနေမိဘတွေကတခုတ်တည်းကတင်စီရမလို့စာတင်ကြောင်းကနေတင်ပေးလိုက်တာဩဃသာနော်ဖခင်ရှိခိုးနီးတွေပါလေစာတင်ကြောင်းကနေတက်လာတာစာတင်ကြောင်းကနေတက်လာပြီးနားထဲမှာဆွဲလာတာနေ့စဉ်နဲ့အမျှအတန်းတိုင်းအတန်းတိုင်းကနေဆွဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရင်ကျေးမှုတွေကလေစာတင်ကြောင်းတွေကနေအဲ့တော့စာတင်ကြောင်းတွေမှာဖခင်ရှိခိုးစီရမလို့တော့ဘူးဆိုတော့ခလေးတွေလည်းဖခင်စာတွေလည်းမတက်တော့ဘူးဖခင်ဩဃသာဆိုတာလည်းဘာမှမသိတော့ဘူးနော်တရဏဂုံဆိုတာလည်းဘာမှမသိတော့ဘူးသိလားအာကျန်တဲ့ဖခင်စာတွေဆိုတာတော့ဝေးတော့ဩဃသာနဲ့တရဏဂုံတော့မသိတော့ဘူးအဲ့လိုမျိုးတွေဖြစ်တာဆိုတော့ နိုင်ငံတော်အလံကိုဥညွတ်အလေးပြုရတာရှက်စရာကိစ္စမှမဟုတ်တာဟုတ်လားကျွန်မလာမဆဲနဲ့နော်ကျွန်မလာဆဲလဲကျွန်မဂီယူဆိုင်မှာမဟုတ်ဘူးသိလားဆိုတော့နိုင်ငံတော်အလံကိုဥညွတ်အလေးပြုရတာဘယ်ပါတီဘယ်အဖွဲ့အစည်းနဲ့မှလည်းမဆိုင်ဘူးနိုင်ငံတော်အလံဆိုတာနိုင်ငံနဲ့နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့ဟာနိုင်ငံတော်အလံကိုအလေးပြုတာဘယ်သူမှထောက်ခံတာဘယ်သူမှမထောက်ခံတာနဲ့မဆိုင်ဘူးနိုင်ငံတော်တစ်ချင်းနိုင်ငံတော်အလံဆိုတာ နော်ယူရီးယားမှာဆိုတိတ်ချစ်စရာကောင်းတယ်နည်းနည်းကဘာကြီးကိုလည်းမျက်စိဖွင့်ပြီးကြည့်ကြည့်လိုက်ဦး၈နာရီဆိုရင်နိုင်ငံတော်သတင်းဖွင့်တယ်ပန်းချန်နေထဲမှာအဲကျမတို့ဒီမှာလေးဒီလိုတွေလှုပ်ပေးတင်တယ်နော်ပန်းချန်နေထဲမှာအာကျမတို့ယုံနေမှာအကုန်လုံး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  လမ်းလျှောက်နေအကုန်လုံးမတက်ရက်ပြီးတော့မှအကုန်လုံး respect ပြအဲ့အချိန်ဆိုအားလုံးငြိမ်တမျိုးလုံးငြိမ်ကြသွားတာเนาะအဲဒီဒီတချင်းနေကြားနေရတဲ့ဟာကျွန်တော်တို့ဒီလိုမျိုးဒီလို sky walk ဒီလိုလျှောက်တဲ့စီရင်မှာဆိုလဲဒီ speaker တွေနဲ့အတန်ကြီးကထွက်လာတာအဲ့ကြောင့်အကုန်လုံးလမ်းလျှောက်နေနေအကုန်လုံးရက် respect တိလာအဲ့တော့နောက်မျိုးဆက်ကိုဒါဒီလက်ဆင့်ကမ်းပြီးတည်သွားဖို့လိုတယ်เนาะတဖြည်းဖြည်းနဲ့ပျောက်ွယ်လာတယ်တဖြည်းဖြည်းနဲ့ပျောက်ွယ်လာတယ်မျိုးချစ်စိတ်ကအဲ့ဒီမှာအခြေခံတာပဲလိုအပ်တယ်เนาะအဲ့လို ရုပ်ရှင်ယုံနေတဲ့ဒီမှာဆိုပို့ဆိုးတယ်နော်မထကြဘူးအဲ့တော့ရုပ်ရှင်ယုံနေနေမှာမထရင်ဒဏ်ရနိုင်ငံတော်အလန်လာတယ်မတရက်အလေးမပြုတ်ဘူးလားမထဘူးလားထိုင်ရမပြတ်ဘူးလားရှိတယ်နော်ထိုင်နေတာတွေသိလားနော်အဲ့ဒါဆိုရင်ဒဏ်ရအေးอยู่အဲ့လိုမျိုးမှကျမတို့ကတစ်ခါတလေကြရင်အဲ့လိုမျိုးတွေဥပဒေနဲ့ပြဋ္ဌာန်းမှရတာမကြောက်ဘူးမဟုတ်လို့ရတော့နော်ဒီခေတ်ဒီကာလလူတွေရဲ့ဇယိုက်နဲ့စိတ်နေစိတ်ထားတွေကပိုတောင်ဆိုးသေးတယ်သိလားနော်ဂယုမဆိုင်တဲ့အထာတွေလေအဲ့တော့ ဒံငွေတို့ခုနလိုမျိုးဘာပြစ်မှုပြစ်ဒဏ်လို့ဒါမျိုးမှကြောက်တာဆိုတော့ဒါမျိုးနဲ့ပြန်ပြီးထိန်းကုတ်มาရမှာဒါမျိုးနဲ့မဟုတ်ဘဲနဲ့ညာလို့ရှိလို့ရှိရင်ဒီလိုနဲ့ပဲပျက်စီးပျက်စီးပျက်စီးနဲ့နောက်ဆုံးပျောက်သွားမှာပဲဟုတ်တယ်လားအဲ့တော့နိုင်ငံတော်အလံသည်အယုသေးပေးရမယ်နိုင်ငံတော်တချင်းနိုင်ငံတော်အလံသည်ဘယ်သူ့ကိုထောက်ခံတာဘယ်သူ့ကိုမထောက်ခံတာ ਨੇ ဘာမှမဆိုင်ဘူးနိုင်ငံတော်အလံသည်နိုင်ငံသားတိုင်းကိုကိုစားပြုတယ်နိုင်ငံတော်အလံကိုဥညွတ်ရမယ်ဒါပဲကျွန်မစိတ်သက်ကတော့အဲ့ဒါပဲ